တော့ကျွန်တော်မေးကြတဲ့အမေကိုတခုရှိတယ်ပေါ့နော် Facebook မှာတော့ post တွေတော့လုပ်နေတယ်ဘာကြောင့်ကြောင်းအောင်မတက်တာလဲ post ပေါ်တွေကုန်တယ် like တွေတက်လာတယ်လူတွေကလည်းလာမေးကြတယ်ဒါပေမဲ့ order တခုမှမရဘူးခင်ဗျားတို့ဒီပြဿနာကြုံနေရပြီလားတော့ဆိုရင်ခင်ဗျားတို့နားလည်ထားတဲ့ဘူးဆုပ်ခြင်းပေါ်အမြင်ကိုခင်ဗျားတို့အရင်ပြင်မရအောင်အဲ့တော့မှတ်ထားပါဘူးဆုပ်တယ်ဆိုတာခင်ဗျားတို့ရဲ့လုပ်ငန်းကို ူများတွေကိုဖိတ်ခေါ်တဲ့ပုံစံ invite လုပ်တဲ့ပုံစံပဲရှိပါသေးတယ်။ခင်ဗျားတို့ရဲ့ Java selling မဟုတ်သေးပါဘူး။ဥပမာခင်ဗျားစာတောက်ဆိုင်ရဲ့ site ဖွင့်လာရတဲ့ဆိုပါစို့ Facebook boost လုပ်တယ်ဆိုတာခင်ဗျားရဲ့စာတောက်ဆိုင်ရဲ့ရှေ့မှာခင်ဗျားအတန်ချဲ့ဆက်နေလာကြပါဒီမှာစာတောက်ဆိုင်ရဲ့အများကြီးကောင်းတယ်ဆိုတော့ဒီလိုမျိုးခေါ်တဲ့အဆင့်ပဲရှိပါသေးတယ်။လူတွေကဆိုင်ရဲ့ကိုဝင်လာမယ်။ဒါက boost လုပ်ခြင်းရဲ့တာဝန်ပါ ဘူးဆုပ်ခြင်းတောင်းဝဲဟာခမားရဲ့ဆိုင်တကားဝမှာပြီးသွားပါပြီ။ဆိုင်ထဲရောက်မှာခမားခံလာတဲ့ပွဲထူဟာဆက်ဆိုင်ရမကောင်းရင်ဒါမှမဟုတ်ခမားရဲ့အစားအသောက်တွေကမကောင်းရင်အဲ့ဒီရပြန်ထွက်တော့မှာပါအဲ့ချိန်ကျမှခင်ဗျားဆိုင်ရှိမှာအော်ခေါ်နေလို့သွားပြီးတော့အပြစ်တင်လို့မရပါဘူးအဲ့တော့ခင်ဗျားဘူးဆုပ်ရက်နဲ့လုံးဝရောင်းရမရှိဘူးဆိုရင်ဒီ၃ချက်ကိုပြန်ပြီးတော့စစ်ပါနံပါတ်၁တခုကတာဂက်တင် ခင်ဗျားရဲ့ဆိုင်ကိုလာမဲ့လူတွေကိုပဲခင်ဗျားဖိတ်ခေါ်နေတာကိုဟုတ်ကောဟုတ်ရဲ့လားဟုတ်ဒါကိုခင်ဗျားစစ်ဆေးရမယ်နံပါတ်1က content ခင်ဗျားဆိုင်ထဲကိုရောက်လာမယ်ဆိုရင်ခင်ဗျားပြမယ်ပုံနေစာရီရအောင်ဧည့်သည်တွေကိုဆွဲဆောင်မှုရှိရောရှိရဲ့လားဒါကိုလည်းစစ်ဆေးတင်ပါတယ်နံပါတ်3ကတော့ say closing ပါခင်ဗျားချက်ပေါက်မှာဖြေခိုင်းနေတဲ့လူအောင်ရောင်းရောင်းတဲ့ရဲ့လားဟုတ် ။အဲ့ဒါလည်းအရေးကြီးတဲ့အချက်တစ်ချက်ပါ။ပတ်စံပေးပြီး boost လုပ်တိုင်းခင်ဗျားလုံးဝရောင်းရမယ်လို့မထင်ပါနဲ့။ boost လုပ်တာကသူတွေခေါ်ပေးမယ်။အဓိကရောင်းရမှာကခင်ဗျားရဲ့ content နဲ့ခင်ဗျားရဲ့ setting ပါ။ဒီဘော်ဒီယောနားလည်မှာခင်ဗျားရဲ့ marketing ဈေးကတက်တာပြီးတော့အနည်းဆုံးကျန်ပါပါ digital marketing အကြောင်းဆက်ပြီးတော့လေ့လာတဲ့ကျွန်တော်ကို follow လုပ်ထားပါကျွန်တော်ကတော့ညံထအောင်ပါ